ကျေးဇူးတော်ဆိုတာဘာကိုခေါ်လဲဆိုရင်တဲ့ကိုတန်တာထက်ပို့ပြီးတော့ရတဲ့အရာကိုတန်တာထက်ပို့ပြီးတော့မှခံစားရတဲ့အရာကိုကျေးဇူးတော်လို့ခေါ်တယ်တဲ့ဆိုတော့ကျွန်တော်အသက်တာကိုပြန်ပြီးတော့ကြီးလိုက်ရင်တကယ်ကိုကျေးဇူးတော်တွေပဲဆိုတော့ကျွန်တော်အသက်တာကိုပြန်ပြီးတော့စင်ကျင်ကြည့်အောင်ကျွန်တော်အသက်တာကိုပြန်ပြီးတော့တသက်ခံခြင်းနဲ့အဲ့ရကျွန်တော်ကအရင်တော့ယုံကြည်သူမဟုတ်ခဲ့ဘူးယုံကြည်သူဖြစ်တာလည်းတိတ်မကြသေးဘူး 2019လောက်ကနေစပြီးတော့ကျွန်တော် depression တွေအရင်ဖြစ်ခဲ့ depression တွေက2019လောက်ကနေစပြီးတော့18 19 20 21ကကျွန်တော်ရဲ့ဘဝအတွက်အဆိုးဆုံးအချိန်တွေ depression တွေပေါ့နော်ဟုတ်တကယ်တမ်းပြောရင်ဘေးလွှာမြင်ဟာမင်းကအောင်မြင်နေရပဲမင်းကတကယ်ကိုဟိုဟာဖြစ်နေရပဲအဆင်ပြေနေရပဲကြည့်ပါဦးမင်းအဖွဲ့မှာဆိုရင်တော့မင်းကအားပေးရလူအများဆုံးလူကြိုက်များဆုံးမင်းကဘာစိတ်သက်ကြရရှိလဲ အဲ့လိုပြောရင်ပြောလိမ့်မယ်လူအမြန်နေဟာဒီကောင်နေအပူအပူလုံနေရပါမဟုတ်ဘူးကျွန်တော်မှကျွန်တော်ဖြစ်ခဲ့တဲ့ငယ်ဘဝတည်းအရင်ကြုံတွေ့ခဲ့ရတဲ့ဒီမိသားစုဟာလေ broken family တယောက်ကဖြစ်လာခဲ့တဲ့အရာတွေစိတ်တန်ရာတွေအဲ့အရာတွေပြီးွားရင်ကျွန်တော်ကြုံတွေ့ဖြတ်တန်းလာရတဲ့ပတ်ဝန်းကျင်ဒီလောကအရာတွေအပေါ်မှာကျွန်တော်ကြုံရတဲ့စိတ်တန်ရာတွေအရာကျွန်တော်တစ်ပြေးပြေးနဲ့ကျွန်တော်ရဲ့ရှင်တန်မှုကျွန်တော်မိကွန်းထုတ်မိတယ်ဘာအသိပဲလဲဘာကြောင့်မို့ငါအသက်ရှင်နေရလဲ အချိန်ချိန်မေးခွန်းတွေတော့ထုတ်မိရတယ်။တကယ်တမ်းပြောရရင် project ကြီးအဖွဲ့က2019ကတကယ်ကို golden year လို့တော့ပြောလို့ရအောင်မြင်ဆုံးအချိန်နေ့တိုင်းတရက်ထင်းတဲ့တောင်မှရှိုးပွဲတွေတရက်ထင်းတဲ့ပွဲ၃ပွဲ၄ပွဲလောက်ထိအောင်ဖြောပြရတယ်။ပြီးတော့ဒီနေ့ရန်ကုန်မနေ့ပြန်မန္တလေးဒီနေ့ဆိုရန်ကုန်ပါဆိုရင်နောက်နေ့ညနေဆိုရင်မန္တလေးရောက်ချင်ရောက်နေမနေ့ပိုင်းမန္တလေးဆိုရင်ညနေရန်ကုန်ပြန်ရောက်ချင်ရောက်နေအဲ့လိုပဲပွဲတွေလောက်နေအများအများကျွန်တော်တို့ဆိုအများကြီး အရာအောင်မြင်ဒါပေမဲ့ကျွန်တော်မပျော်နိုင်ဘူးစိတ်တကြစရာတွေပဲတွင်းနေလောကအိမ်မှာကျွန်တော်ကအရင်တော့အောင်မြင်ခြင်းနဲ့ကျွန်တော်အမှုပညာအနေနဲ့ကျွန်တော်ဟိုလှုပ်ခြင်းနဲ့အမှုပညာသမားလှုပ်ခြင်းနဲ့ဆိုပြီး okay အောင်မြင်သွားတဲ့အောင်မြင်နေဆိုပေမဲ့ဥမာနေရာတစ်ခုရောက်တယ်အောင်မြင်မှုဆိုတဲ့အရာတာကိုကိုကတိတိလာတယ်နေကိုရောက်ခြင်းနဲ့နေရာတစ်ခုရောက်သွားတဲ့အချိန်မှာကြံတော့ဘာမှမရှိဘူးလူတွေပြောရအောင်မြင်ပြီးဝင်ပါဖြစ်လေဘာမှမရှိတော့လို့ခံစားရနောက်တစ်ခုကကျွန်တော် ဖြတ်တန်းလာရတဲ့အတွေ့အကြုံအရလူတွေကအရန်အတ္တကြီးရဲ့အရန်လောဘကြီးရဲ့ငါ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 ဆိုတဲ့အရာတွေပဲကိုကသူများကိုချစ်တဲ့လောက်ကို့ဘယ်သူမှပြန်မချစ်ဘူးသူများအတွက်စေတနာထားတော့ကို့ဘယ်သူမှပြန်စေတနာမထားဘူးโอเคကျွန်တော်ကအနုပညာသမားအနေနဲ့โอเคဖြတ်တန်းမယ်ကို့အောင်မြင်ခြင်းတဲ့အရာတွေအတွက်လှုပ်တယ်လှုပ်တယ်ဆိုမဲ့အောင်မြင်လာပြီဆိုတဲ့အရာကိုကြုံလာပြီဆိုတဲ့အချိန်မှာကျွန်တော်မပြောနိုင်ဘူးဒီအရာကြီးပေါ်မှာကျွန်တော်ဘာမှလည်းမဟုတ်ဘူးဒီအရာကြီးကတကယ်တမ်းတော့လေ โอเคဘာမှမဟုတ်အောင်မြင်မှုဥစ္စာပစ္စည်းတွေငါမမဲ့ဘူးโอเคရတယ်အဲ့ဆိုရင်ငါရဲ့ဒီရှိထားတဲ့ငါတတ်တဲ့ငါရဲ့မွေးရပါအတတ်ပညာငါလူတွေကို serve လုပ်မယ်ပေါ့ကျွန်တော်အရင်တော့လက်တွေ့ပဲယုံကြည်ရပေါ့နော်โอเคဒီကျွန်တော်အရင်တော့တွေးတဲ့ပုံရတော့โอเคဒီစัจ java လာရငါ့ကိုပေးထားတဲ့အရာကိုငါဒီအရာနဲ့ပဲဒီစัจ java လာကိုဒီဒီကဘာကြီးကိုပြန်ပြီးတော့အကျိုးပြုမယ်ပေါ့โอเคဆိုအဲ့စိတ်နဲ့ပဲကျွန်တော်က အလုံးလုံးတယ်ကျွန်တော်အမှုပညာတွေဖြတ်တန်းဒါပေမဲ့ကျွန်တော်မိကွန်းထုတ်เสียရဖြစ်လာဘာလို့လဲဆိုတော့ကျွန်တော်ပြီးနေရတဲ့လူတွေကငါဆိုရဲအာရတွေပဲငါအတွက်ပဲကြည်ကြတယ်ဘလောက်ပဲခင်တယ်ဆိုတော့ငွေချင်းပဲဖြစ်ဖြစ်တကယ်တမ်းကြုံလာရရင်တကယ်တမ်းအခက်ခဲနေတဲ့ရင်ဆိုင်ရရင်သူတို့အတွက်ပဲသူတို့စဉ်းစားတယ်ဒီဟာကလည်းလူဆိုရဲအရာကလည်းပြောရရင်တိတ်ပန်နေရတွေးမယ်ဆိုရင်လည်းလူဆိုရဲအရာကိုအတွက်ပဲကိုအရင်ဆုံးစဉ်းစားတဲ့လူတွေပဲဆိုတော့ဟာသူများအောင်ဆော့လုပ်မယ်ဆိုရင်ထားပါမယ်အဲ့ဆို ငါ sub လုပ်နေလူတွေကငါဆိုငါငါအတွက်ကြီးပဲအကုန်လုံးကအရာရာသူတို့လောဘဒေါသမောဟတွေသူတို့အရာကြီးပဲရယူဖို့ပဲဟာမနေချင်တော့အရန်စိတ်ပြက်တယ်ကျွန်တော်လူတွေလူဖြစ်ရတာကိုကျွန်တော်မေးခွန်းထုတ်တယ်ငါဘာလို့လူဖြစ်နေရတာလဲငါဘာလို့ရှင်နေရတာကျွန်တော်မရှင်ချင်တော့ဘူးကျွန်တော်ရှာနေအရာဘယ်မှာလဲကိုပြီးတော့ကိုပြန်ပြီးတော့စေတနာထားမယ်လို့ကိုသူများပေါ်စဉ်းစားပေးတော့သူများနည်းနည်းလေးတော့မစဉ်းစားဘူး ဲ့လိုမျိုးယာယီတို့ကျွန်တော်လောကကြီးမှာနေရအရင်စိတ်ပြက်တယ်ရှင်တန်ရလည်းနေ့ရက်တိုင်းနေ့ရက်တိုင်းစိတ်ပြက်လာဒါပေမဲ့ကျွန်တော်ကြိုးစားပြီးတော့ပဲကိုနီကိုဟန်နဲ့ကျွန်တော်လောကယာယီမှာရှာပြီးကျွန်တော်ဖြတ်တန်းချည်ရမတွေ့ဘူးဘရောမဟောမဖြစ်နိုင်ဘူးโอเคကျွန်တော်တွေ့လို့တွေ့냐ဟိုညာရှောက်ရှာတင်ညာရှောက်ရှာအပျော်ပါးတွေကျွန်တော်လိုက်လှုပ်ကြည့်ရလူငယ်တွေလှုပ်တဲ့ယာယီမတွေ့တဲ့တွင်ကျွန်တော်တို့ညင်သက်ခြင်းမတွေ့ရအပြင်ပူလို့တော့မှအဲ့လှုပ်လိုက်တဲ့အရာအတွက်အဲ့အပျော်ပါးအတွက်သူများထိခိုက်သွားရင်တော့ကိုယ်ကပြန်ပြီးတော့ ိတ်ဆင်းရဲရအဲ့တော့ဘလောက်တိအောင်ကျွန်တော်ဟောဖြစ်လဲဆိုလို့ရှင်ကျွန်တော်လောကရနေဘသူမှမထိခိုက်ပဲတဲ့တော့ကျွန်တော်တိတ်တိတ်ကလေးကျွန်တော်ပျောက်ကွယ်သွားခြင်းလေအဲ့လိုမျိုးဟောဆိုကျွန်တော်ကိုကျွန်တော်တွေးဘူးရယ် suicidal thought တွေအများကြီးတွေးဘူးရယ်ကျွန်တော်ကိုကျွန်တော်ကျွန်တော်ဘဝကျွန်တော်အဆုံးတက်ဖို့တိအောင်ကျွန်တော်အကြိမ်မောင်းများစွာတွေးဘူးရယ်ဒါပေမဲ့ကျွန်တော်တွေးလိုက်လို့ရှင်ဩငါ့ကိုချစ်တဲ့ငါ့မိသားစုသူသူငါ့အမေငါ့အမေငငယ်တည်းကငါ့ကိုပြိုးထောင်ပေးခဲ့တယ် ဲ့တော့ငါသားသမီးဆိုရယ်စိတ်နဲ့ပဲရှင်းတန်တယ်ငါလှုပ်လိုက်ရင်သူယင်ကွဲလိမ့်မယ်အဲ့လိုနဲ့ပဲကိုယ့်ရဲ့ဖြစ်ချင်တဲ့စိတ်တွေကိုပြန်မျိုးသိနောက်တစ်ခုကလည်းအော်ငါအမှုပညာရှင်ဖြစ်နေရယ်ငါအမှုငါအဲ့လိုလှုပ်လိုက်လို့ရှိရင်ကိုကိုကိုတခုခုလှုပ်လိုက်လို့ရှိရင်သူများအတွက်မကောင်းတဲ့လွမ်းမိုးခြင်းဖြစ်မယ်အဲ့လိုမျိုးမဖြစ်စေချင်ဘူးဒါပေမဲ့ငါမနေချင်တော့ဘူးအမျိုးနဲ့လည်းမင်းဒါပေမဲ့အဲ့လိုနဲ့ကိုကိုကိုဖြည့်သိမ့်ဖုံးဖြင်းနေနေနဲ့ကြားလေကြားလေကျွန်တော်ရဲ့ဝင်တော့ကြလေး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 လာ ဘယ်မှာမှညီတက်ချင်းရှောင်သူအမြင်နဲ့ကျွန်တော်စိတ်ထဲကြရပြီးတော့ကျွန်တော်ဘလောက်ပဲအောင်မြင်နေရဲ့ဘွိုင်းပင်အိမ်မှာပဲလုံနေရပါစေဘလောက်ပဲနိုင်ငံခြားရဲ့အထီးတွားပြီးတော့ဖြောပြင်းနေရပါစေဘလောက်ပဲဟာမင်းတို့ကနမတိပါပြောလဲကျွန်တော်မပြောနိုင်ဘူးကျွန်တော်မအောင်ကျွန်တော်စိတ်ထဲမှာဘာမှအဲ့ရာရအဖိုးလည်းမတန်ဘူးကျွန်တော်မျိုးချင်းမျော်လင့်နေတဲ့ညီတက်ချင်းဘယ်နေရာမှာမှရှာလို့မတွေ့ဘူးအာကျွန်တော်ဒါပေမဲ့ကျွန်တော်တဆနဲ့တဆတဆနဲ့တဆကူအာတင်းပြီးတော့မှကိုကူဖြည့်သိမ့်နေတဲ့အိုးငါအမေကြောင့်အိုးငါသူမျိုးမလွမ်းမိုးချင်တဲ့အရာကြောင့် လုံးဘူးဆိုရဲအရာတော်မှာအာမခံချက်မပေးနိုင်အောင်ကြားလေကြားလေကျွန်တော်တွန်းအားပေးလာမင်းဟာတုံးပြီးတော့မယ်ကိုကိုကိုတခုခုအဆုံးတက်ပြီးတော့မယ်ပြီးရရင်လည်းကိုကိုအရန်ချိရတဲ့ကိုရဲ့တကယ်ကဘာကျော်အမှုပညာရှင်တွေကလည်းဟာအကုန်လုံးကသွားပြီသူကလည်းသူတွေအဲ့လို society တွေလှုပ်သွားကြတဲ့အရာတွေအမျိုးကြီးဖြစ်သွားကြကျွန်တော်အတွက်အာအရန်ကိုပူလို့ပူလို့တော့မှနေရတာအသက်ကြီးလာတယ်မြတ်ကျွန်တော်အတွက် ပို့ပြီးတော့လေးလာတယ်လို့ကျွန်တော်ထိုင်းထားတဲ့အရာတွေပို့ပြီးတော့လေးပင်လာပို့ပြီးတော့မှမလွတ်မြောက်လာဘူးဗောနော်အဲ့လိုနဲ့ကျွန်တော်နေဖြတ်တန်းဖြတ်တန်းနေရင်းနဲ့နောက်ဆုံးဟို2021ဗောနော်2020နဲ့21အကူမှာကျွန်တော်အားလုံးကလည်းကိုဗစ်တွေပါညာဖြစ်တော့အလုပ်တွေပိုင်းနားနေတော့အိမ်မှာမိသားစုနဲ့ခဏလေးတွားရနေရအချိန်မှာနည်းနည်းလေးနေတာတယ်လို့အဆင်ပြေတယ်လို့မိသားစုကဩကိုယ်ချစ်တဲ့နှွေးထွေးဆိုအရာအားလုံးကျွန်တော်မေ့ယူတော့ခဏနေလိုက်တော့အဆင်ပြေတယ်လို့ရှိပေမဲ့ ပြန်နောက်ကြုံလာတဲ့အရာတွေအခက်ခဲတွေတကယ်ကိုအကုန်လုံးကဘဝတစ်စစ်ချိုးပြောင်းလဲတဲ့အရာတွေ2021မှာတကယ်ကိုကြုံတွေ့ရတဲ့အချိန်မှာဟာကိုပြန်လုံးမယ်ဆိုတော့လေအမှုပညာအလုပ်ကနောက်နေမနေ့ပြန်တော့ဆက်လုံးလုံးဖွင့်ရခြင်းမှာရအောင်မယ်โอเคငါအဖွဲရှိတယ်ငါဖွဲဦးဆောင်မယ်ဆိုတယောက်ပြီးတယောက်တယောက်တစ်မျိုးနေဘဝအခွင့်ပြောင်းနေတယ်ဟာတွားပြီကျွန်တော်မှမျောလင်းခြင်းမရှိတော့ရှင်ရဲ့နဲ့တည်နေလို့ပဲကျွန်တော်ကဖြတ်တန်းနေရတာ2000 18 19 20အဲ့လောက်ထဲကနေဘာကျွန်တော်ကဖြတ်တန်းနေရတာရှင်ရဲနဲ့တည်တယ်လို့ပဲပုံစံမျိုးဖြတ်တန်းနေရသူတော့အဲ့လိုအင်္ဂလိပ်သချင်းနေကြားပြီဆိုတူမလား living dead or dead inside တော့အဲ့လိုမျိုးစာသားလေးပါကျွန်တော်အရန်ကြိုက်တာအဲ့လိုစာသားပဲဘာလို့ကိုနဲ့အရန်ကိုခံစားနေရဟာဟုတ်တယ်ငါလည်းအဲ့လိုလမ်းနာတွားနေရမယ်ငါအแทမှာတည်နေတယ်အလုံးကအဲ့လိုမျိုးပုံစံကြီးလုံးဝခံစားနေရအဲ့လိုနဲ့တစားစားပူပူဆိုးကျွန်တော်2023လောက်မှာပူလို့ပူလို့ဆိုးလာတော်ပြီကျွန်တော် အရန်ကိုကျွန်တော်လှုပ်လှုပ်တော့မယ်အဲ့လိုမျိုးတွေးပြီးတော့ကျွန်တော်တို့ကမွန်းချက်စရာလောင်ပိတ်စရာညာအိမ်လဲကျွန်တော်အိမ်မပျော်နိုင်ဘူးမျက်ရည်ပဲစီးကျပဲကျွန်တော်အဲ့2018 19စတင်ပါဆိုရင်လဲကျွန်တော်ညာအိမ်အိမ်လုံးဝအိမ်လို့မရအောင်မနဲ့မိုးလင်းချက်တော်မှကျွန်တော်အဲ့အချိန်မှာအိတ်ရမအိတ်ရလားဘာဘာလုပ်နေလဲဘာမှမလုပ်ဘဲနဲ့ဒီတိုင်းခေါင်းအိမ်မှာအိတ်နေရင်နဲ့ညည်ရီကကြာပြီးတချို့အချိန်တွေဆိုအသက်ရှူတွေပါကြက်တဲ့အထိစွန့်နေတဲ့အထိပေါ့နော် နှောင်းတစ်ဆက်တက်လောက်ရောက်တော့ကျွန်တော်ပူပူစိုးလာတာမောင်းနေနေတော့ရှိုက်ကြီးတငယ်ငိုတဲ့အထိပါဖြစ်လာ panic attack ပုံစံမျိုးတွေအထိကျွန်တော်အဲ့လိုညံကိုမှမွန်းကြက်ပြီးတော့ဘောင်းဘောင်းရှာလို့ဘောင်းရှာမှမသိဘူးအသက်ရှူလာတော့မှပင်ပန်းလာတဲ့အထိတော့ကျွန်တော်အဲ့လိုဖြစ်လာပါတော့အဲ့ချိန်မှာကျွန်တော်နည်းနည်းလေးထပ်ပြီးတော့ကျွန်တော်အဲ့တိုင်းကစက်ဖြစ်နေမယ်ဆိုတော့ကျွန်တော်ခုနအာတင်းနေတဲ့ကျွန်တော်ရဲ့အမေမိသားစု ပရိသတ်တဲ့လမ်းမိုးမကောင်းတဲ့လမ်းမိုးချင်းမဖြစ်ဘူးဆိုရဲမဖြစ်ချင်ဘူးဆိုရဲအရာတော်မှကျွန်တော်ဒါတားဆီးပေးနိုင်မှာမဟုတ်တော့တော့ကျွန်တော်ကဆိုတော့တခုလုံးမိမှာတေချာပါဘောနော်အဲ့လိုနဲ့ကျွန်တော်က mental breakdown နေနဲ့အဲ့လိုပဲဖြစ်ပြီးတော့ကျွန်တော်ရေချိုးနေတဲ့အချိန်မှာရေချိုးကန်းထဲမှာကျွန်တော် mental breakdown ဖြစ်တယ်ကျွန်တော်အရန်ကိုလုံးဝအဲ့လိုငုံကြပြီးတော့ဘာလို့လုံးဝမှမလို့ကျွန်တော်ဘွားကြီးကတကယ်လေးပင်းတယ်လေးပင်းပြီးတော့အဲ့လိုဖြစ်နေတဲ့အချိန်မှာအမတ်မထင်ပဲနဲ့ကျွန်တော် လွန်ခဲ့တဲ့9နှစ်10နှစ်လောက်ကစကားလေးတခုကိုကျွန်တော်ပြန်ကြားတယ်။အဲ့စကားကနားထောင်ခြင်းစွာနဲ့နားထောင်တာစကားလည်းမဟုတ်ဘူး။တကူးတကဆွေးနွေးပြီးတော့တည်တာလည်းစကားလည်းမဟုတ်ဘူး။ကျွန်တော်မကြားချင်မနဲ့အလိုလိုနားလည်းရောက်နေတဲ့စကား။အဲ့စကားကဘာလဲဆိုရင်လမ်းဘေးဆိုင်လေးတစ်ဆိုင်မှာထိုင်နေရင်းနဲ့ကျွန်တော်ကအကအဲ့တော့အကတင်တန်းသားဖြစ်နေတဲ့အချိန်မှာကျွန်တော်ဆရာပါဗောနော်။ဆရာတူအဲ့တော့ကယုံကြည်သူစပြီးတော့ပြောင်းလဲကစား။ तू ကအရန်ဟို ဖះကိုအရင်စာငတ်နေချင်းတကယ်ကိုသူကဟိုမီးတောက်လောင်နေတဲ့အချိန်အဲ့လိုမျိုးအချိန်မှာကိုကလည်းဘာမှမသိဘူးကြိုင်းမှာကိုဆရာကိုချစ်လို့တာဒီတိုင်းအခုသူထိုင်နေရလမ်းမဆိုင်လေးမှာထိုင်နေတဲ့သူကစကားဆက်ဆက်လည်းမရှိဘဲနဲ့ကျွန်တော်ကိုပြောသူကသူယုံကြည်မှုအားကောင်းလို့ပေါ့ကိုကလည်းဘာတလုံးမှတော့မပြောလိုက်ဘူးကျွန်တော်မှတ်မိရဘာလို့လဲဆိုတော့ဘာသာရေးကိစ္စလည်းဖြစ်တယ်ပြီးတော့ကိုယ့်ရဲ့ဆရာကလည်းအခုမှဟောဖြစ်တယ်ကျွန်တော်လည်းမသိရအကြောင်းအရာလည်းဖြစ်တယ်ဆိုတော့မချားဘူးရဲ့စကားလည်းတခုချားလိုက်လို့အမှုမဲ့မှတ်မဲ့ပဲအဲ့လိုနဲ့ပဲ ိုစားတောက်ဆရာရှိရလှုပ်ဆရာရှိရပြောဆရာရှိရလေးနဲ့ပဲဆက်ပြောအဲ့ရလေးပဲပြတ်သွားဒါပေမဲ့ तू ပြောတာဖះကိုခေါ်ကြည့်အားနေတဲ့လူရဲ့စကားကို तू ကြားတယ်တဲ့ပြီးတော့ခေါ်ရင်ထူးတဲ့ဖះတဲ့ပြင်ဖះကမင်းမင်းခေါ်လိုက်လို့ရှိရင်တဲ့မင်းပြောလိုက်လို့ရှိရင် तू ကအနည်းအမျိုးမျိုးနဲ့မင်းကို message ပို့လာလိုက်မယ် message ပြန်လာလိုက်မယ်မင်းကိုအကြောင်းပြန်လာလိုက်မယ်တဲ့ဆိုအဲ့ရလေးကိုဘာမှမဆိုင်တဲ့အရာတခုကျွန်တော်ရေချိုးတင်နေတဲ့အဲ့ဒါကိုအဲ့နားလေးနဲ့ပါပြန်ချားရအောင် ယုံတော့မယုံမယုံဆိုဘာလို့ကျွန်တော်အရင်တည်းကယုံယုံကြည်သူမဟုတ်တဲ့အပြင်ကျွန်တော်ကကျွန်တော်လိလာတဲ့ဘာသာတရားတွေဆိုလို့ရှိရင်ကျွန်တော်ကလက်တွေ့ဆိုတဲ့အရာနဲ့ပဲတိုင်းတာတယ်။ Okay လက်တွေ့သိပ္ပံနည်းကြကျွန်တော်ကသမိုင်းနေစိတ်ဝင်စားတယ်ကျွန်တော်ကဒီဒီ general knowledge တွေစိတ်ဝင်စားတယ်သိပ္ပံနည်းနဲ့တွေ့ဖြီတဲ့အရာလက်တွေ့မဆန်တဲ့အရာအကုန်လုံးကျွန်တော်ခြံရဲလိုက်တယ်။ကျွန်တော်အဲ့စကားကိုကြားတဲ့အချိန်မှာဘာမှကိုယ့်အတွက်မရှိကုကရာမရှိဘူး။ နီလန်လည်းမရှိရောဘယ်နေရာမှာလဲရှာလို့မရအောင်စကားပြောမိရယ်ဖះကစကားပြော God are you really exist ဖះဖះတကယ်ရှိလားဗော If you really really exist ဖះတကယ်ရှိရယ်ဆိုလို့ရှိရင် prove me ကျွန်တော်သက်တည်ပြပါပြီးတော့ကျွန်တော်သိထားတာဩယေရှုကလူတွေကိုချစ်တယ်ဖះကလူတွေကိုချစ်တယ် Okay ဆိုတော့ကျွန်တော်သိထားအတွက် God ကျွန်တော်ကိုချစ်တယ်ဆိုလို့ရှိရင် ကျွန်တော်အတွက်ရှိရဆိုလို့ရှိရင်ကျွန်တော် proof မေးကျွန်တော်တက်တည်ပြပါဘုန်းတော်ကျွန်တော်အဲ့လောက်ပဲကျွန်တော်အရင်တော့ယေရှုကြောင်းလဲဘာမှမသိဘူးခရိယန်ကြောင်းလဲအဲ့လောက်အထိတက်တဲ့ဝင်လဲဘာမှမသိဘူးကိုလိလာတာဆိုလူတွေတီးတဲ့လောက်လောကလူတွေတီးတဲ့လောက်ပဲကျွန်တော်သိတယ်ယေရှုပါလို့ကားတိုင်းသင်ခံရလဲတော့အသေးစိတ်တိတိကျကျကျွန်တော်မသိဘူးကျွန်တော်သိရသည်ဩလူတွေအတွက်အသက်အသေးခံတယ်နေပါဦးလူတွေအတွက်အသက်တိခံတယ်ဆိုရင်အမ်ဘာလို့လဲအဲ့လိုအဲ့လိုနဲ့ပဲပြီးနောက်ဩ ူ့ကိုတကယ်ဘာသာရေးအကြီးအကဲတွေခေါင်းဆောင်တွေကသူ့ကားနဲ့တင်လိုက်ကြတယ်။အလောက်ပဲလောက်ပဲတိထားရဲ့လူ။ဒါပေမဲ့ကျွန်တော်ကြားဥရစကားလေးပြန်ပြီးအုံနောက်တရောက်လာ God are you really a sit? ကျွန်တော်ဖျားတကယ်ရှိရဆိုကျွန်တော်တက်တည်ပြပါ။ဘာလို့ကျွန်တော်တက်တည်မပြရင်ကျွန်တော်ယုံမှာမဟုတ်ဘူး။ကျွန်တော်တကယ်သိပ်ပံနီးချောက်ပဲယုံတဲ့လူပေါ့နော်။လက်တွေ့မှယုံတဲ့လူ။ Practicalistic တမားပေါ့နော်။အဲ့လိုနဲ့ပဲစကားပြောပြီးတော့မှကျွန်တော်ရဲ့ ဖြတ်တန်းနေရတဲ့ဟာလေးပဲအဲ့လိုပဲလိမ့်ဖဲလိမ့်ဖဲနဲ့ဖြတ်တန်းနေရတဲ့ပဲနေရ3ရက်လောက်အတွင်းမှာမှာပဲပေါ့နော်ကျွန်တော်တကယ်ချင်းကကျွန်တော်ကားထဲမှာအတူတူလိုက်စီးရဲ့လိုက်စီးရဲ့အချိန်မှာဟဲ့မင်း bluetooth ဖွင့်လို့ရလားတဲ့ရလေလို့ဖွင့်ဆိုသူက bluetooth ဖွင့်လိုက်တယ်အဲ့တချင်းက gospel song လေးဖွင့်တချင်းလေးဒါပေမဲ့အဲ့လောက်ကတိတ်မထူဆန်းအောင်မထူဆန်းတာလဲဆိုလို့ရှိရင်ဖွင့်တဲ့စုံနေရတဲ့အတန်ကကျွန်တော်ဖွင့်တဲ့တကယ်ချင်းရဲ့အတန်နဲ့အရန်တူတယ် ီးဝိုင်းနောက်တစ်ခါက तू ကဖွင့်ရမဟုတ်ဘူးယုံကြည်သူမဟုတ်ဘူး तू ဖွင့်တယ်ဖွင့်တဲ့အချိန်မှာဟာဘာလဲပေါ့ယုံကြည်သူမဟုတ်ဘူးဖွင့်ရမဟုတ်ပဲနဲ့ဖွင့်ရတဲ့ချင်းဖွင့်ပြီးတော့ပို့ပြီးတော့ကျွန်တော်ရဲ့စိတ်ကို attention ကိုရတာ तू ကသူ့အတန်နဲ့တော်တော်တူနေဟဲ့ရောမင်းအတန်လားပေါ့ဆိုအင်းဟုတ်တယ်နော်တူရယ်နော်တဲ့ငါအတန်မဟုတ်ဘူးတဲ့ဆိုတော့အဲ့လိုနဲ့ပဲအော်ကျွန်တော်စိတ်က attention ကအဲ့တချင်းကိုရောက်သွားပြီးတော့ဆက်ပြီးတော့နားထောင်နေမိရပြီနော်တချင်းလေးကပါဆိုတွန်တွန်ရဲ့တချင်း တင်ဝမ်းနေခြင်းနဲ့ဂျုံနေတာသူတည်တယ်ဆိုအချို့ကျွန်တော်နှလုံးသားနေပြီးတော့တည်နေစိတ်ကအလိုလိုတည်နေဟာဖခင်တော်ငါ့ကိုစကားပြောပြီးပြန်ပြီးတော့စကားပြန်ပြောပြီးအီးမေးလ်လေးကိုပို့ရတဲ့အီးမေးလ်လေးတစ်စောင်ပြန်ပြီးတော့မှ reply ပြန်ခဲ့တယ်လို့မျိုးကိုပို့ရတဲ့ message လေးတစ်စောင်ပြန်ပြီး reply ပြန်တယ်လို့မျိုးကျွန်တော်ဆက်ပြီးတော့တရှင်းနားထောင်တရှင်းပြောနေရတယ်မသိရင်ဖခင်ကျွန်တော်ကိုပြောနေတယ်လို့ပဲမျက်ရည်နဲ့ငိုနေရသူတည်တယ် ပြီးတော့မင်းနဲ့ငါအတူတူရှိတယ်ပြီးတော့ဘာဆိုအဲ့လိုနဲ့ကျွန်တော်တပုတ်လုံးတူတူလေးတက်တက်ကလေးနားတောင်တယ်ပေါ့နော်သူကတော့သူ့အရင်သူလှုပ်ဆိုင်ရှေ့နားတောင်ကျွန်တော်ကတော့ကျွန်တော်အာရုံသချင်းလေးတိုင်းပဲအားနဲ့ဆက်ပြီးတွေးနေပြီးတော့ဟောဖះငါ့ဘာပြောနေတာလဲဆိုတဲ့အချိန်မှာသချင်းကအားနေတဲ့ခါတိုင်းမျက်စုတောင်းပါငိုယူနေချိန်တိုင်းငါ့ဆုတောင်းစီနေတာပဲဆိုတော့ကျွန်တော်โอเคငါဆုတောင်းမယ်ပေါ့ဖះငါ့တော့ reply ပြန်ပြီးငါဆုတောင်းမယ်ဆိုရင် ျွန်တော်တက်တိတ်ကလေးတငယ်ချင်းတည်းနေနေရဲ့အချိန်ပါဆိုကျွန်တော်တယောက်တည်းလည်းနေနေမှာမဟုတ်တော့တငယ်ချင်းတည်းအတူတူနေတော့ဟာဒီကောက်တင်မထပြီးတော့အဲ့လိုမျိုးတွေစုတောင်းနေငါ့ကိုဘယ်လိုများထင်ပါဒီကောက်ဘာကြောင်ရလဲဘာညာများပြောမလားပေါ့အဲ့နဲ့ကျွန်တော်ကလည်းဘာမပြောဘူးတက်တိတ်ကလေးသူများအိတ်နေချိန်မိပိတ်တဲ့ချိန်မှာကတူလေးကျွန်တော်ကခူးတော့စုတောင်းတယ်စုတောင်းတဲ့ချိန်တချို့ချိန်တွေဆိုလို့ရှိရင်ဆောင်းချုံလာပြီးတော့စုတောင်းတယ်အဲ့လိုချိန်တွေဆိုကျွန်တော်ကျွန်တော်စုရီရတခုပြောပါကျွန်တော်စုတောင်းနေပြီဆိုလို့ မီးကအမောင်ပိတ်ထားတာဟုတ်တယောက်ယောက်ကထရတော့မီးဖွင့်လိုက်တဲ့အချိန်မှာကျတော့တန်းလဲအိတ်လိုက်တယ်ကျွန်တော်အဲ့လိုတမျိုးထင်ပါသလိုပေါ့နော်အဲ့လိုအဲ့လိုနဲ့ကတ်တိုးလေးနဲ့ကျွန်တော်ကဖះကိုကျွန်တော်ဆွတောင်းနေစကားပြောရဲအဲ့လိုနဲ့တပြေးပြေးနဲ့ဖះနဲ့ကျွန်တော်နဲ့ connected ဖြစ်လာဖះနဲ့ကျွန်တော်နဲ့ဆက်ဆံရေးတစ်ခုကိုကျွန်တော်တပြေးပြေးနဲ့ဖះကကျွန်တော်ကိုသူနဲ့ကျွန်တော်နဲ့ဆက်ဆံရေးကိုတိဆောက်ပေးဟိုအဲ့လိုနဲ့ကျွန်တော်ဖះကိုစိတ်ဝင်စားလာတယ်ဟာဖះကတော့ငါ့ကိုအဲ့လိုပြန် reply ပြန်ပြီးဆိုရင်ဖះကကျွန်တော်အခုမှ ျွန်တော်ကဖះပါလဲဆိုပြန်လိလာနေရပုံစံမျိုးနဲ့အဲ့လိုအနေနဲ့ဖះနဲ့ပတ်သက်တဲ့အရာလေးကျွန်တော်ပြန်နားထောင်ပြန်ပြီးတော့ကျွန်တော်ဘက်ကနည်းနည်းစာငတ်စပြုလာပါတော့သို့တော့ကျွန်တော်စိတ်ထဲမှာခုနကပြန်ပြီးပြန်ပေါ်လာကျွန်တော်ကဇာတိစိတ်ကအာမင်းဘာဖြစ်နေလဲလို့ဒါလက်တွေ့မှမဆန်တာအ í ကိုဒါဟိုဘယ်လိုပြောမလဲဘာမှလဲ proof ဘာမှလဲ science ဆိုတဲ့အရာရဲ့ကျွန်တော်ပြန်ပြီးတော့တစ်ဖက်ပြန်စူးမှုလာဟာကျွန်တော် ဖျားနဲ့ကြောင့်လည်းရှိရဲ့ယုံကြည်ခြင်းတွေဟာကျွန်တော်ပြန်ရိုင်းနေရိုင်းနေလာပြီးတော့ကျွန်တော်မိကိုးနေနဲ့ပြန်ပြီးတော့တွေ့ဝေးလာအဲ့လိုချိန်ပါလေဆိုရင်ဖျားနဲ့ကျွန်တော်ကဟိုဖျားရဲ့ခြေဆုကဘယ်လောက်တိအောင်ကျွန်တော်ဟိုဟာဖြစ်လဲဆိုရင်အဲ့လိုဖျား Netflix ကြည့်နေရင်းနဲ့ဖျားကားလဲရှာနေရလဲမဟုတ်ဘူး Jesus ကားလဲရှာနေမဟုတ်ကြည့်နေရင်းနဲ့ပဲရှာနေရင်းနဲ့ The Horizon ဆိုပြီးတော့အဲ့လိုဇက်ကားတစ်ခုပေါ်လာအဲ့လိုယောမကားပုံစံလိုလိုပေါ့နဲ့ဘာကားလဲဗောဆိုပြီးတော့ တည်လိုက်တဲ့ချိန်မှာယေရှုရဲ့အသက်တာကိုလည်းရိုက်ပြတဲ့ကားမဟုတ်ဘူးတပည့်တော်တွေရဲ့အသက်တာကိုလည်းရိုက်ပြတဲ့ကားမဟုတ်ဘူးယေရှုကားတိုင်းတင်တဲ့အချိန်ကနေစပြီးတော့မှရှင်သန်ထမြောက်သွားတဲ့အရာတွေအကုန်လုံးမျက်မြင်ကိုယ်တွေ့တွေ့တဲ့စစ်သူကြီးရဲ့အကြောင်းကိုရိုက်ပြတာ तू ကနောက်ဆုံးဘယ်လောက်တည်းအောင်ဖြစ်သွားလဲဆို तू ကအောင်မြင်နေတဲ့ရောမအင်ပါယာအတွက်စစ်သူကြီးအောင်မြင်နေတဲ့လူသူ့ရဲ့ယာဒူးစီးစိမ်ရင်တွေအကုန်လုံးအောင်စွန့်ပြီးတော့တပည့်တော်ရဲ့နောက်ကနေကတ်တိုးလေးတပည့်တော်တွေကယေရှုရှင်သန်ထမြောက်သွားပြီးတော့ဩဂါလိလဲ အရက်ကိုသွားမယ်ဆိုတော့ तू ကလည်း light တိချင်တယ် तू မျက်စိရှေ့ပါယေရှုမြင်လိုက်ရတဲ့အတွက်အဲ့လိုမျိုး light ကတိုးလေး light ကြည့်ပြီးနောက်ဆုံးတကယ်ကောင်မှယုံကြည်သူဖြစ်သွားပြီးတော့သူ့ရဲ့ယာသူတွေစွန့်ပြီးတော့ရောမ Empire အဝေးကိုထွက်သွားတဲ့အကြောင်းမဆိုအော်ကျွန်တော်အသက်တာကိုပြန်ပြီးတော့မှပြန်မြင်အောင် तू လည်းဟဲ့ကိုလက်တွေ့မှယုံတယ်ဆိုရဲလူလက်တွေ့မှအော်ငါ့ကိုအသက်တာနဲ့ချိန်ထိုးပြောတယ်ဘုရားငါ့ကိုအဲ့လိုပြန်စကားပြောတယ်အော်ပြီးွားရင်လည်းနောက်ထပ်အဲ့လိုနဲ့တဖြည်းဖြည်းနဲ့သူနဲ့ကျွန်တော်ဆက်ဆံရတဖြည်းဖြည်းခိုင်ပါလား ဲနောက်ဘာဖြစ်လဲဆိုတော့ထပ်ပြီးတော့မယုံထပ်ဖြစ်လာပြန်ဩတိတ်ပန်နေကြဩโอเคဖေဟာဒီကောက်ကြောင့်โอเคမင်းရဲ့ science မှာယုံမယ်ဟလားလက်တွေ့မှာယုံမယ်ဟလားဆိုပြီးတော့ Netflix မှာကြည့်နေရင်းနဲ့ဘာလဲ The Jesus Code ဆိုပြီးတော့မှဟို Korean ဘာသာကိုဟိုလိုဟိုတိတ်ပန်နေကနေလိလာထားတဲ့အရာတွေပြန်ပြီးတော့ကြည့်ရတဲ့အချိန်မှာဩလုံးဝဟာပြရတော့တကယ်ပဲဆိုပြီးတော့သူနဲ့ကျွန်တော်နဲ့ဆက်ဆံရတဲ့ဖြည်းဖြည်းတဖြည်းဖြည်းဟိုဖြစ်လာပြီးတော့ကျွန်တော်ကတ်တိုးလေးယုံကြည်သူဖြစ်လာတော့ဗောနော် တ်တိုလီခုခုရောယုံကြည်နေတယ်။သူများကဆုတောင်းတဲ့ချိန်ကတ်တိုလီအာမင်ခေါ်ရအောင်သိလား။အဲ့လိုလေကတ်တိုလီယုံကြည်သူလေးနဲ့ဖြစ်လာတော့ကျွန်တော်တငယ်ချင်းတွေကကျွန်တော်နဲ့အတူတူခင်နဲ့ယုံကြည်သူယေရှုဘာလို့ပြောတာ။အာဒီဘဲအာမင်နေကတ်တိုလာခေါ်နေတယ်တဲ့။ဘာသာမလို့ပြောတော့ဘာလို့လဲဆိုတော့ तू လက်မခံနိုင်သူတို့တော့အံ့ဩရလောက်တဲ့ ठी ပေါ့နော်။ဆိုတော့ဘာလို့အံ့ဩရလဲဆိုကျွန်တော်အရင်တော့အဲ့လိုမျိုးသူနဲ့ဆွေးနွေးဘူးတော့ဆိုရင်တင်မလား။အာမဟုတ်ဘူး။ ပြန်ဘာသာဆိုတာယုံကြည်ခြင်းပဲယုံကြည်ခြင်းအကျွင်းမဲ့ယုံကြည်မှသာဖရားကိုရမယ်ကောင်းဝင်နိုင်ငံတော်ရောက်မယ်အဲ့ယုံကြည်ရဘာလဲယုံကြည်ရမလဲငေါ့တက်တည်ပြကျွန်တော်အဲ့တက်တည်ပြလူတွေတိတဲ့အတွေးတသေးလေး boundary လေးနဲ့တင်ကျွန်တော်ကပိတ်သွားအကန့်တက်နဲ့တင်ပိတ်သွားသူနဲ့ကျွန်တော်လည်းအဲ့နာပါတင်ဟဲ့မလားအာငါတက်တည်ပြမှယုံပါမင်းယုံဘာမှလည်းငေါ့တက်တည်ပြအဲ့ဒါပြောပြလို့မရဘူးဖရားနဲ့ကျွန်တော်နဲ့ရှင်ဆက်ဆံကြီးကအဲ့လိုပြောပြလိုက်မှာဟာပြောပြလိုက်မြတ်တာငါမယုံနိုင်ဘူး အာဒီဘဲကွာမူးဝင်လဲအဲ့တော့ဘာလဲပြောနေမှမသိဘူးတဲ့အဲ့လိုမျိုးပြောဦးတဲ့လူတွေကတော့မကျွန်တော်ကိုတကယ်ကိုအံ့ဩရတဲ့အထိဟာဆိုပြီးတော့ပြီးတော့နောက်ကျတော့ကျွန်တော်တပြီးပြီးနဲ့မကန်တဲ့နီလန်းနဲ့ကိုပဲ့ချင်တယ်လို့တွင်းနေတုန်းကရှိတယ်ကျွန်တော်မနေ့စာစားနေနေကျွန်တော်အရှိမတငယ်ချင်းကခုနပြောတဲ့ဟိုတိမ်နေနေတဲ့အဲ့ယုံကြည်သူညီကိုနှစ်ယောက်ကအားဘရိုးတဲ့ဒီညလည်းဘယ်ချိန်ဖျားရှိကိုကြမလဲတဲ့ ခုနကျွန်တော်တွင်းနေရုံပဲရှိတယ်ကျွန်တော်ကမန်ကန်နဲ့နီလန်နဲ့ကိုယ်ဝဲနေဆိုအကူရော join လို့ရလားဗောနော်ကျွန်တော်အဲ့လိုဖြားအတူတူရှစ်ခိုးကျင်တယ်ဆိုအဲ့လိုအထီတော်သူတို့ကတိတ်ပြီးတော့မယုံနဲ့နောက်ပိုင်းမှာတကယ်ကိုအော်ကိုယ်ရဲ့အသက်တာကိုချီးရတကယ်ကိုမှဟိုကျွန်တော်ဆိုဘလို့မျိုးဘလောက်ထိအောင်ဖြစ်လဲဆိုရင်လူတယောက်ကိုခင်ပြီးမှသူ့ရဲ့အိမ်ကိုတွက်လိလာတယ်လို့ပုံစံမျိုးပဲသိမလားကျွန်တော်ဆိုရင်နှုတ်ကပတ်တော်ကြီးတင်ရတဲ့လူလည်းမဟုတ်ဘူးဘာမှလည်းမသိဘူးဖះကိုတိပြီးမှ ဘုရားဆိုဘာလဲဆိုတော့ကျွန်တော်ပြန်ပြီးတော့လိလာတဲ့လူပုံစံလောက်ထိအောင်တကယ့်ကိုဘုရားကျေးဇူးတော်ကကျွန်တော်အပေါ်မှာကြီးမားတယ်ပေါ့နော်။ရှိနေတဲ့လူတွေရောအွန်လိုင်းကနေကြည့်နေညီကိုတွေရောအကုန်လုံးကကျွန်တော်ပြောချင်တယ်။ကျွန်တော်တို့ရဲ့တစ်ခါကြရင်မျောလင်းချက်တွေမဲ့နေရယ်။မျောလင်းချက်တွေကလောကမှာရှိရဲ့ဟိုအပေါ်စားမျောလင်းချက်တွေမတည်မြဲတဲ့မျောလင်းချက်တွေမှာတွတ်ရှာမိတတ်တယ်။ကျွန်တော်မှာနောက်ပိုင်းမှာကျွန်တော်ခရစ်တော်ရပြီးနောက်ပိုင်းတကယ့်ကိုငြိမ်သက်ခြင်းနဲ့အစ်စ်မှန်ရတယ်။လူတွေโอเคဘာလို့ဆိုကျွန်တော်ရဲ့မျောလင်းခြင်း ကျွန်တော်ရဲ့ငိန်သက်ခြင်းကလူတွေပေါ်မှာမမူတည်တော့ဘူးဒီကဘာကြီးပေါ်မှာမမူတည်တော့ဘူးစစ်မှန်တဲ့ဖျားပေါ်မှာပဲမူတည်တော့တယ်ဒါကြောင့်မို့ကျွန်တော်ဒီမှာရှိနေတဲ့လူတွေရောကြည့်နေတဲ့လူတွေအယောက်ချင်းစီတိုင်းကိုကျွန်တော်ပြောချင်တယ်ခုတခြားအရာလောကအရာတွေမတည်မြဲတဲ့လူတွေစိတ်တော်မနဲ့တမျိုးညတမျိုးမျိုးမျိုးပြောင်းနေတဲ့လူတွေပေါ်မှာပေါ်မရှာနဲ့အမြဲတမ်းဘယ်တော့မှမပြောင်းနဲ့ကဘာနဲ့ကောင်းကင်ကြီးပြတ်သွားတဲ့အထီတော်မှမပြောင်းနဲ့ဖျားရဲ့ချစ်ချင်းပေါ်မှာပဲအပြေရှာစေခြင်းတယ်လို့ကျွန်တော်ပြောချင်တယ် ဒါကြောင့်မို့သင်မွန်းကြံ့နေသင်လောကမှာပူလောင်နေရှာလုံးမရအောင်အဖြစ်မရှာဘူးဆိုသင်ရှာနေတဲ့အဖြစ်ကနေရာမားနေလို့ကျွန်တော်ပြောစင်တယ်။ဘုရားဘုရားစီမှာရှာဘုရားမျက်မှောက်တော်ထဲမှာရှာဖြေရှိတယ်။သင်လူချင်းနဲ့ညီသက်ချင်းကဘုရားစီမှာပဲရှိရဲလို့ပြောရင်းနဲ့ကျွန်တော်အရောက်ချင်းစီတိုင်းအောင်ဘုရားရှင်ညီသက်ချင်းချစ်ချင်းမြတ်တာတော့အားလုံးတက်ရောက်ပါစေလို့ယေရှုနာမနဲ့ဆုတောင်းပါတယ်လို့ but just evil. Oh.